ကျွန်တော်တို့မိတ်ဆွေအားလုံးကိုကျွန်တော်ကမင်္ဂလာပါလို့နှုတ်ဆက်လာပါတယ်ဗျာ။နော်တပတ်မှတစ်ချိန်ပဲရွတ်လို့ရမယ်။ပို့ပြီးတော့ထပ်ပြီးတော့မမြရွတ်လို့မရတဲ့ဒါရာလေးတခုအဲ့ဒါရာဘာလို့အစွမ်းတက်လဲဆိုတော့ကိုလုတ်ကန်နေကိုရဲ့စီးဝိုင်းတွေကျိုးကျိုးအနည်းတွေကောင်းတယ်။စီးဝိုင်းတွေဖြစ်ထုံးမှုရှိရဲ့ဖက်ဖက်ကနေလက်လာပါတယ်ဝင်လာတာမျိုးတွေကြုံတွေ့ရတတ်တယ်။သူကကိုရဲ့မွေးနေ့မှာသူကရွတ်ရွတ်ဖန်ရမယ်ပေါ့နော်။မွေးနေ့မှာရွတ်ဖန်မွေးနေ့မှာကြိုက်တဲ့လောက်အခောက်ပေါင်းမှန်များစွာရွတ်ဒါမှမဟုတ်တစ်ချိန်ပဲရွတ်ရမှာပေါ့နော်။ အချို့ကြတော့လည်းဗရီးစိတ်တာပေါ့တရားရှင်လုံးဗရီးနဲ့စိတ်စိတ်ပြီးတော့ရုတ်ဖတ်တာမျိုးရှိတယ်။ကိုယ့်ရဲ့မွေးနေ့မှာဖျားရှုခိုးပြီးငါးပါးစီလခံယူပြီးနော်ကိုယ်လက်တန့်စီပြီးနေလဲရုတ်ဖတ်လို့ရတယ်။အဲ့ကာရာတချောင်းနေပဲအဲ့လိုရုတ်ဖတ်လိုက်တာနဲ့ကိုယ်မှာရှိရဲ့ကိုယ့်ရဲ့အဆောင်ရှောက်တွေပုပ်ကိုတွေနောက်တစ်ခုပဋ္ဌာန်းဆက်တွေဆွေတော်မျိုးတော်တွေပေါ့နော်ဟိုးအရင်အတိတ်ဘဝကတော်ဆက်ခဲ့တဲ့နော်ဆွေတော်မျိုးတော်တွေနဲ့တကွပေါ့နော်ကိုယ်နေထိုင်ရာအရက်မှာရှိတယ်ကိုယ့်ကိုယ်ဆောင်နဲ့တို့နော်ကိုယ်ဆောင်နဲ့တို့လက်မျက်နှာကနတ်တူကပေါ့ပေါ့နော်ကိုယ်ဆောင်နဲ့တို့အဲ မျိုးစောင်းနဲ့တို့နော်ရွာစောင်းနဲ့တို့ကမနေနိုင်ဘူးအဲ့ကာရရွတ်မနေနိုင်ဘူးမနေနိုင်တော့ကိုယ်ကိုကူညီပေးတယ်ဒါပေမဲ့ခုနကဆရာပြောသလိုနော်အဲတပတ်မှတစ်ချိန်ပဲယူပါများများယူလို့ရရင်အဲ့နေ့မှလည်းကိုယ့်ရဲ့မွေးနေ့မှာယူပါတကယ်ယူပတ်မယ်တကယ်ပူဇော်မယ်ဆိုရင်တကယ်အင်မတန်မှနော်အကျိုးအာဏာကြီးအကျိုးထူးကဲတယ်ပေါ့နော်တကယ်ဟိုအဆင်ပြေမယ်ကို့မှာလောက်ကန်တဲ့လုပ်ငန်းတွေချော့ချော့ရှူရှူနဲ့အားလုံးအဆင်ပြေမယ်လက်လက်ပါတွေလည်းပဲတူတူလည်းပွင့်လန်းလာမျိုးတွေ အလုပ်ငန်းအကျိုးစီးပွားတွေပြထွန်းတာမျိုးတွေကြုံတွေ့ရတတ်တဲ့အဲဂါရာပေါ့နော်ဂါရာလေးရတော့ဂါရာလေးရတော့တချောင်းနေပဲနော်အရဟံဝိဇ္ဇာဇယံမေဒီတုနော်အရဟံဝိဇ္ဇာဇယံမေဒီတုနော်ကိုယ့်ရဲ့မွေးနေ့မှာပဲရွတ်ပါတပတ်ကိုဒီချိန်ပဲရွတ်ဖတ်ပူဇော်ပါအဲ့ဒီမွေးနေ့မှာလည်းအချိန်ပေါင်းများများစွာအခေါက်ပေါင်းများများစွာရွတ်ဖတ်လို့ရပါတယ်ဟုတ်ပြီနော်တပတ်တက်တော့ပုံပြီးမရွတ်ပါနဲ့လို့ ုတ်ပြီเนาะအဲဘာကြောင့်လဲဆိုတော့ဟိုရှေ့ဆရာဆရာဆရာကြီးရေးသားခဲ့တဲ့เนาะကျွန်တော်တို့စာရီထဲမှာရှိတယ်ပြန်ထမ်းခဲ့တာရှိတယ်ပေါ့เนาะအဲအကြောင်းကျွန်တော်ပြန်လည်ပြီးတော့ကျွန်တော်ပြန်ပြန်လည်ပြီးတော့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးကိုအစဉ်ပြေစေခြင်းနဲ့ဆန္ဒတစ်ခုနဲ့ကျွန်တော်ဒီခုလိုမျိုးအဲ့တော့မြောက်ဝင်းချင်းဖြစ်တယ်တင် जा ပင်းချင်းဖြစ်ပါတယ်အဲ့တော့လုတ်ကြည့်ပါတကယ်အစဉ်ပြေမယ်တကယ်အောင်မြင်မှုရရှိခြင်းနဲ့ဆိုရင် ကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်မယ်ဆိုရင်အားလုံးအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးနော်ခွန်လေးနေ့ရှင်းနံဖွားနော်အားလုံးများယနေ့ချိန်မှစ၍စိတ်ချမ်းသာကိုကျမ်းမာပြီးတော့လူရင်းစန္ဒနဲ့တလုံးတော်ရဲ့ပြည့်စုံပြီးတာနာကျိုးဘာသာကျိုးကိုတည်မှုထမ်းဆောင်နိုင်တော့သူတော်စင်သူတော်မြတ်မြတ်ဖြစ်ပါစေလို့ကျွန်တော်တဲတော်ပြင်းကြုံမှနှစ်ခွန်းဆက်တာပါလေဗျာနော်အားလုံးကျေးဇူးတင်ပါတယ်